မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ17ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်မျိုးသိန်းတိုက်ပွဲသတင်းကတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တရှိရာရခိုင်ပြည်နယ်အမ်းမြို့မျိုးသိန်းတိုက်ပွဲနဲ့တရရင်စခန်းသိန်းတိုက်ပွဲများအတွဲမှာစစ်ကောင်စီတပ်သားအယောက်300ကျော်အရခတ်တပ်တော် AA ထားမှလက်နက်ချအညံ့ခံသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် AA ရဲ့အမ်းမြို့သိန်းတိုက်ပွဲအတွဲမှာနဘာခါကလွဲပြီးတော့တိုင်းစီရမိခဲ့တဲ့စခန်းပေါင်း 30ကျော်ရှိပြီတော့အဲ့ဒီတိုက်ပွဲများအတွဲမှာစစ်သားအယောက်300ကျော်လက်နက်ချအညံ့ခံခဲ့တယ်လို့ AA ရဲ့စစ်ရေးသတင်းမြစ်တစ်ခုကအတည်ပြုပြောဆိုထားပါတယ်။နပါခဌာနချုပ်ထဲမှာမှကွက်ကွက်လေးပဲကြံတော့တာရှေ့ကတိုက်ပွဲတွေမှာလက်နက်ချခဲ့တာအ ਨੇ စုံအယောက်300ကျော်လောက်ရှိတယ်လို့ပြောဆိုထားပါတယ်။စစ်ရေးရှုံးနိမ့်မှုများနဲ့ကြုံတွေ့နေရတယ်။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာလည်းလက်နက်ချမချနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီတပ်အတွင်းမှာသဘောထားကွဲလွဲမှုများရှိနေတယ်လို့အမည်မဖော်လို့တဲ့စစ်တပ်မိသားစုဝင်တဦးကပြောပြထားပါတယ်။တပ်ထဲမှာလည်းခေါင်းဆောင်ပိုင်းကအားနည်းမှုကြောင့် အထိနာနေတာရောကြောင့်ဩအဆက်မပြေတာတွေရှိတယ်အချင်းချင်းကြားထဲမှာလဲလက်နဲ့ချမယ်မချဘူးနဲ့ကွဲလွဲမှုတွေရှိနေကြတယ်လို့သိရတယ်အခုကတော့ကတောင်းကနင်းနေနဲ့ဖြစ်နေကြတယ်အဆက်အသွယ်လဲမနေကလေးကမရဘူးလို့ပြောဆိုထားပါတယ်လက်ရှိမှာနောက်ပါခဌာနချုပ်အတွင်းကနေရအများစုကိုအေအေကသိမ့်ပိုက်ထားပြီးတော့အပြန်အလှန်ပြစ်ခတ်တမ်းများကိုမနေကအထိကိုကြားနေရတယ်လို့အန်ဒီတကန်အမျိုးသားတူကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အရခတက်တော် AA ကတောင်ကုန်းမြို့အခြေစိုက်စကခ9ကိုအလံဖြူထောင်းလက်နက်ချဖို့ပြောကြားထားပြီးတော့တပတ်ခန့်စောင့်ကြည့်နေပေမဲ့ထူးခြားမှုမရှိလာတဲ့အတွက်ဒီသမလာ9ရက်နေ့မနက်ကစတင်ဝင်ရောက်စီးနင်းပြီးတော့တိုက်ခိုက်ခဲ့ရာနေရာတချို့ကိုတိမ့်ပိုက်ရရှိထားပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုလိုမျိုးတိုက်ခိုက်ရာမှာစကခ9အတွင်းပိုင်းနဲ့အထီကို AA ကထိုးဖောက်ဝင်ရောက်သွားနိုင်ခဲ့ပြီးတော့ကာကေးတချို့ဘန်ကာတချို့နဲ့တပ်မိသားစုရိတ်သားကြီးဘက်အချမ်းကိုလည်းတိမ့်ပိုက်ရရှိထားပြီးဖြစ်တယ်လို့ပြောပါတယ် စကားခငါးကိုဝိုင်းထားတာကတော့တပတ်လောက်ရှိနေပါပြီဝင်းမတိုက်သေးပဲနဲ့အထက်ကစစ်ကောင်စီတပ်တွေလက်နက်ချမလားဆိုပြီးအေးအေးဘက်ကစောင့်နေတာအသက်တွေမသေးသေးချင်လို့လက်နက်ချဖို့ပြောထားတာရှိပါတယ်အထက်မှာပိတ်မိနေတဲ့စစ်သားတွေကလည်းစိတ်ဓာတ်တွေကျနေကြပြီမနေ့ကမနေ့ကတော့ဝင်းတိုက်တယ်တိုက်ပွဲဖြစ်တယ်အစာအုပ်တချို့မီးလောင်နေတာကိုတွေ့ရပါတယ်ပြည်မဘက်ကစစ်ကူတွေကလည်းမရောက်နိုင်တော့မကြခင်မှာတော့စကားခငါကြသွားပါလိမ့်မယ်လို့ပြောဆိုထားပါတယ်စကားခငါဟာတန်ရဲတောင်ကုတ်ကားလန်းတောင်ကုန်းမြို့တောင်ဘက်အထွက်မှာတည်ရှိပြီးတော့အဲ့ဒီအနီးပတ်ဝန်းကျင်နေရာတော်တော်များများကိုတော့ စစ်ကောင်စီကထုံးစံအတိုင်းလေကြောင်းကနေပြီးတော့ပြင်းပြင်းထန်ထန်ပုံကျဲတိုက်ခိုက်နေတယ်လို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်သွေးကြွအာစာမွတ်စလင်လက်နက်ကင်တပ်ဖွဲ့ကရခိုင်ပြည်ရသေတောင်နဲ့ဘူးတီတောင်ဒေသခံအရက်သား9ဦးကိုဖမ်းဆီးပြီးတော့နှိပ်စက်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုကိုအာစာကအခုရက်ပိုင်းအတွင်းမှာထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အရက်သား9ဦးဖမ်းဆီးခံရတဲ့ရက်စွဲကိုအတိအကျမသိရသေးတော့လေ။အဲ့ဒီဒေသခံ9ဦးကိုအာစာကဖမ်းဆီးထားတဲ့ရုပ်သံဖိုင်ဟာဒီဇင်ဘာလ9ရက်နေ့ကစပြီးတော့လူမှုကွန်ရက်စာမျက်နှာများမှာပြန့်နှံ့ခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့သူ9ဦးဟာအာစာအဖွဲ့ရဲ့ညှဉ်းပန်းနှိပ်စက်မှုလို့ယူဆရတဲ့မျက်နှာမှာတွေးထွက်တမ်းရို ဒဏ်ရာများဖူးယောင်နေတဲ့ဒဏ်ရာများကိုရုပ်တံဗီဒီယိုဖိုင်မှာတွေ့မြင်ရပြီးတော့အေအေနဲ့ပတ်သက်ပြီးတော့ပြောဆိုနေတာများကိုလည်းတွေ့မြင်ခဲ့ရပါတယ်။၎င်းတို့၅ဦးဟာရသေးတောင်မြို့နယ်ကုန်းတန်းကြီးရွာကအသက်58နှစ်အရွယ်ဦးလာရီမောင်အသက်58နှစ်အရွယ်ဦးညိုသားစိန်နဲ့ဘူးတိတောင်မြို့နယ်စင်စွေရတက္ကမကြီးရွာကအသက်22နှစ်အရွယ်ကိုမောင်မောင်နဲ့အသက်26နှစ်အရွယ်ကိုရဲကိုကိုအပါဝင်အသက်39နှစ်အရွယ်ဦးလဝင်းတို့ဖြစ်တယ်လို့သိရပါတယ်အပြစ်မဲ့ပြည်သူ၅ဦးကို အာဆာလက်နက်ကိုင်အဖွဲ့ကချင်းချောက်အကြက်ကင်ထားတယ်လို့ယူဆရပြီးတော့ဘူးတီတောင်မောင်တော်ရတိတောင်ဒေတာများမှရှိတဲ့အရခတက်တော် AA အနေနဲ့တပ်များကိုပြန်ဆုတ်ပေးရန်၎င်းတို့ကတောင်းဆိုထားကြပါတယ်ဖမ်းဆီးခဲ့တဲ့သူတွေကရတိတောင်ဒေတာကန်တဦးကဘူးတီတောင်မောင်တော်မှာအာဆာတွေအင်အားအများတယ်ငါတို့တပ်တွေပြန်ရုပ်သိမ်းရမယ်အခုငါတို့ကိုဖမ်းထားပြီဒါကြောင့်မင်းတို့တွေနောက်ဆုတ်ပေးပါဒီမှာကအာဆာတွေအင်အားအများကိုများတယ်တိုက်လို့နိုင်မှာမဟုတ်ဘူးဒါကြောင့်ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့နောက်ဆုတ်ပေးပါလို့ပြောဆိုထားပါတယ်ဖမ်းဆီးခဲ့တဲ့သူတွေကနောက်ထပ်ရတိတောင်ဒေတာကန်တဦးက ၎င်းတို့ကိုအာရခတက်တော် AA အနေနဲ့လာရောက်ပြီးတော့ကယ်ထုတ်ပေးစေလိုကြောင်းတောင်းဆိုထားပါတယ်။ငါတို့ကိုအာစာကဖမ်းထားတယ်။လာကယ်ပေးပါ။ရခိုင်ပြည်လွတ်မြောက်ရေးရပြီလို့ဘာလို့ပြောနေကြတာလဲ။အာစာကိုမတိုက်ဖို့ပြောချင်ပါတယ်။ရခိုင်ပြည်လွတ်မြောက်ရေးရဖို့အတွက်အခြေအနေမရှိပါဘူး။ဘူးတီတော်မောင်တော်မှာအာစာတွေအများကြီးပဲ။အာစာတွေကိုတိုက်လို့လွတ်လပ်ရေးရမှာမဟုတ်ဘူးလို့တောင်းဆိုထားပါတယ်။ရခိုင်ဒေသခံများကိုအာစာက မိတို့မိဘုံဖမ်းဆီးသွားခြင်းကိုမသိရသေးတော့လေဗီဒီယိုဖိုင်ပြန့်နှံ့ပြီးတဲ့နောက်ပိုင်းမှာတော့မိသားစုဝင်တွေဟာ၎င်းတို့အတွက်စိုးရိမ်ပူပန်နေကြတယ်လို့သိရပါတယ်အရခတ်တက်တော်အေအေဟာဘူးဒီတောင်နဲ့ရသိတောင်ကိုပြီးခဲ့တဲ့လအနေငယ်ကန်းကစပြီးတော့တိမ့်ပိုက်ထားပြီး အခုဒီဇင်ဘာလ၈ရက်နေ့မောင်တော်ဒေတာတစ်ခုလုံးကိုတင်ပိုက်လိုက်ပြီလို့အေအေဘက်ကထုတ်ပြန်ထားပါတယ်။ဘူးတီတောင်မောင်တော်ဒေတာတို့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့လွတ်မြောက်နေတဲ့အပြင်စစ်ကောင်စီတင်နန်းပေးထားတဲ့မွတ်စလင်လက်နက်ကိုင်တချို့နဲ့စစ်ကောင်စီကြောထောက်နောက်ခံပြုပေးထားတဲ့အာစာ RSO AIA တို့ဟာလည်းထွက်ပြေးလွတ်မြောက်နေတယ်လို့အေအေကပြောဆိုထားပါတယ်။ဒါကြောင့်ထွက်ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အပါအဝင်မွတ်စလင်လက်နက်ကိုင်များအားလုံးကိုရှင်းလင်းရေးပြုလုပ်နေတယ်လို့အရခတက်တော်အေအေကထုတ်ပြန်ပြောဆိုထားပါတယ်။ အခုလက်ရှိအာဆာကဘူးတီတောင်နဲ့ရသေးတောင်ကအပြစ်မဲ့တဲ့ဒေသခံပြည်သူများကိုဖမ်းဆီးထားတဲ့အခြေအနေ၎င်းတို့တောင်းဆိုထားတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့သဘောထားသတ်မှတ်ချက်များကိုသိရှိနိုင်ဖို့အတွက် ULAA ကပြောရေးဆိုခွင့်ရှိသူဦးခိုင်တုခကိုဆက်သွယ်နေစေဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတာမွေမြို့နယ်စစ်တပ်လက်အောက်ခံစီပင်ရုံးမှဘုံပေါက်ကွဲမှုဖြစ်ပွားပြီးတော့နန်းစီတရဝန်ထမ်းတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမလာ၁၀ရက်နေ့ညနေ6:55မိနစ်အချိန်မှာတာမွေမြို့နယ်မီးပွိုင်အနီးမှာရှိတဲ့မြို့နယ်စီပင်သားရေးရုံးမှဘုံပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဘုံပေါက်ကွဲမှုမှာနန်းစီတရဝန်ထမ်းတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တာမွေမီးပွိုင်နားမှာရှိတဲ့ ရေစီပင်ရုံးမှာဘုံပေါက်ကွဲမှုဖြစ်တယ်ပောက်ကွဲတံကတော့အတော်ကိုကျဲတယ်အခုတော့စစ်ခွေးတွေနဲ့စေယုံကားတွေရောက်လာတယ်လို့မြန်မြန်ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်လက်ရှိမှာတောင်ပေါ်မြို့နယ်နေရာတချို့မှာစစ်တပ်နဲ့ရဲကားများလှည့်လည်စစ်ဆင်မှုများလှုပ်ဆောင်နေပြီးတော့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့ထံကိုအခုချက်ချင်းအစင်းစစ်ရန်ညွှန်ကြားမှုများရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းအောင်လံမြို့မှာကြောက်ပတောင်းတိုက်နယ်စခန်းမှုမျိုးဝင်းလိုက်ပါလာတဲ့အင်စီကာပြစ်ခတ်ခံရပြီးတော့ထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ9ရက်နေ့ညနေ6:30မိနစ်ခန့်မှာညောင်ပင်ဝိုင်းကြီးရွာကနေကြောက်ပတောင်းရဲစခန်းကိုပြန်လာတဲ့ကြောက်ပတောင်းတိုက်နယ်ရဲစခန်းမှုမျိုးဝင်း၎င်းရဲ့ဇနီးနဲ့ရဲတပ်သားတအုပ်တို့လိုက်ပါလာတဲ့အင်စီကာကိုအမည်မသိတဲ့တနတ်သမားများကပြစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဟာညောင်ပင်ဝိုင်းရွာမြောက်ဘက်မှာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက်ကားကိုဇက်တိုက် မောင်းနှင်သွားတယ်လို့သိရပါတယ်ကားပေါ်မှာလိုက်ပါလာတဲ့သူများထိခိုက်မှုရှိနိုင်တယ်လို့ပြောဆိုထားပါတယ်ကြောက်ပတောင်းတိုက်နယ်ရဲစခန်းမှုမျိုးဝင်းလိုက်ပါလာတဲ့အင်စီကပြစ်ခတ်ခံရတယ်လို့သိရတယ်ဘယ်အဖွဲ့ကပြစ်တာလဲတော့မသိရဘူးထိခိုက်မှုကတော့ရှိနိုင်တယ်ကားကတော့အပြင်းထန်ကိုအများမောင်းပြေးသွားတယ်လို့မျက်မြင်တွေ့ရှိခဲ့တဲ့သူတွေကပြောတယ်လို့ဒေသခံတို့ကပြန်လည်ပြောပြခဲ့ပါတယ်၎င်းပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာညောင်မင်းဝိုင်းလမ်းခွဲဇယက်မှာ စစ်သားနဲ့ရဲများလာရောက်စစ်ဆေးမှုများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်စခန်းမှုမျိုးဝင်းနဲ့၎င်းရဲ့ဇနီးတို့ကိုရဲစခန်းမှာလက်ရှိအချိန်ထိမတွေ့ရသေးဘူးလို့ဒေသခံများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အရခတက်တော် AA ကိုဆက်လက်တိုက်ခိုက်ရန်အတွက် ARD တိုင်းကချင်းလင်တိုင်ရင်သုံးရင်နဲ့ရန်ကုန်တိုင်းကချင်းမြတိုင်ရင်တရင်တို့ကိုစစ်ကောင်စီကဆေလွတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ဟာ ARD တိုင်းကချင်းလင်တိုင်ရင်သုံးရင်နဲ့ရန်ကုန်တိုင်းကချင်းမြတိုင်ရင်တရင်တို့ကိုပြီးခဲ့တဲ့နိုဝင်ဘာလကရခိုင်ဘက်ကိုဆေလွတ်ခဲ့ရမှာ တပ်သားများဟာလမ်းမှာထွက်ပြေးသွားကြတယ်လို့သိရပါတယ်၎င်းတို့ဟာအနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံခလာရ71ခလာရ51ခလာရ63နဲ့ရန်ကုန်တိုင်းလက်အောက်ခံခမရ93နဲ့တပ်များဖြစ်ကြပြီးတော့အခြားတရဲများဟာစစ်စင်းခံနေရတယ်လို့ခိုင်လုံတဲ့သတင်းရင်းမြစ်ကပြောပါတယ်ပြီးခဲ့တဲ့လကဆေးလွတ်ခဲ့တာပါအဲ့ဒီမှာစစ်ကူလွတ်ခဲ့တဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံခလာရ71ခလာရ51ခလာရ63လဲပါတယ် AOD တိုင်းကခြေလင်းတရဲ3ရင်းနဲ့ ဲ့ဒီမှာရန်ကုန်တိုင်းကလက်အောက်ခံခမရ932တက်တွေထပ်ပြေးသွားတာပါတချို့တိုက်ရင်တွေလမ်းမှာတိုက်ခိုက်ခံရတယ်လို့တော့သိရတယ်လို့ပြောဆိုထားပါတယ်အဲ့ဒီတိုက်ရင်များကိုပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းမှာစစ်ကူလွတ်ခဲ့ခြင်းဖြစ်ပြီးတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့အမ်းမြို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုစစ်ကူတိုက်ခိုက်ရန်အတွက်ဖြစ်တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်အဲ့ဒီထွက်ပြေးသွားပြီးတဲ့နောက် အချားတက်ရဲများစစ်ဆေးခံရပြီးတော့အခုလိုမျိုးထွက်ပြေးတဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့တချို့နဲ့အေအေတို့စီမှာဖမ်းဆီးခံရမှုများနဲ့တေဆုံးမှုများလည်းရှိနေကြောင်းအဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။သတင်းရင်းမြစ်ရဲ့ပြောဆိုချက်အရထွက်ပြေးသွားတဲ့တက်ရဲများဟာဟင်္ဒရာမျိုးအခြေစိုက်အမတ်78ခြေလင်တက်ရဲမင်းမျိုးအခြေစိုက်အမတ်63ခြေလင်တက်ရဲမြန်အောင်မျိုးအခြေစိုက်အမတ်51ခြေလင်တက်ရဲနဲ့လှိုင်သာမျိုးအခြေစိုက်အမတ်932ခြေမြန်တက်ရဲတို့ဖြစ်တယ်လို့သိရပါတယ်။ အင်အားနဲ့လက်နက်ခဲယမ်းအများပါပါတဲ့စစ်ကောင်စီရဲ့စစ်ကားအစီးရေ20ကျော်ဟာဒီသမားရရှိရနေကမကွေးတိုင်းဗဒန်းမြောက်ဘက်ကနေပြီးတော့ကမြင်းကန်ဂိတ်ကိုတွားပြီးတော့အဲ့ဒီကနေမှတဆင်အမ်းမြို့ကိုခြေချင်းစစ်ကြောင်းထိုးပြီးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပါခကိုဥတီပြီးတော့လာနေတယ်လို့သိရပါတယ်။အေအေကလက်ရှိမှာအမ်းမြို့ကိုတင်ထားပြီးတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပါခကိုတင်ပတ်ရန်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနဲ့မကွေးစကန်းပဲခူးအေအော်ဒီစတဲ့ဒေသများကပိတ်ဆို့တားဆီးပြီးတော့တိုက်ခိုက်နေတယ်လို့သိရပါတယ်။ ်ပြီးခဲ့တဲ့ဒီဇင်ဘာလ6ရက်နေ့ကအရခတက်တော် AA ဟာအန်လီစိတ်အပါဝင်အမ်းမြိုတဲကဌာနဆိုင်ရာရုံးများအလုံးနဲ့တိုင်ရင်တပ်ဖွဲ့စစ်စခန်းပေါင်း30ကျော်ကိုတင်ပိုက်လိုက်ပြီးဖြစ်တယ်လို့ထုတ်ပြန်ကြေညာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ